ဘဝမှာလူရည်လို့ဖြစ်လာရင်ပဝန်းကျင်ဆိုတာရှိတယ်။ပဝန်းကျင်ဆိုတာရှိလာလို့ရှင်ကိုယ့်ပုံမှာလူတဲ့လူတွေရှိတယ်လို့မလူတဲ့လူတွေလည်းရှိမှာပဲ။လူတိုင်းသဘောကျအောင်ဘယ်သူမှမဆောင်ရွက်နိုင်ပါဘူး။မြတ်စွာဘုရားလောက်အဖြစ်ခင်းတဲ့ပုဂ္ဂိုလ်ကိုတောင်မကြိုက်တဲ့ပုဂ္ဂိုလ်တွေရှိသေးတာပဲမဟုတ်လား။မကြိုက်ရင်မကြိုက်သည့်အားလျော်စွာသူတို့မကြိုက်တဲ့အထင်ကိုနှုတ်ကပြတ်ပြီးတော့ပြောမှာပဲ။အဲ့ဒါတားလို့မရဘူး။ ကိုလည်းပဲသူများကိုမကြိုက်ရင်မကြိုက်တိအားလျော်ဆိုတာပြောတာပဲဟောတာအဲ့တော့သူ့အထင်ကို तू လွတ်လွတ်လပ်လပ်ဖော်ထုတ်တာကိုကိုကဘာခံစားနေရရှိလဲစဉ်းစားကြည့်နော်ဒကာကြီးတို့မိုင်းများ तू မကြိုက်လို့မကြိုက်ဘူးပြောတဲ့ကိစ္စကိုကို့အတွက်ဘလောက်အရေးပါလို့အဲ့ဒါကိုကိုကခံစားနေတာလေမခံစားတဲ့မြင် तू ပြောတာသူ့စကား तू ထင်တာသူ့အထင် သူ့အထင်ဟာကိုယ့်ကိုဘာမှတကယ်တမ်းကပြောင်းလဲသွားစေတာမဟုတ်ဆိုလိုတာကသူ့ရဲ့သကားတန်လေဟာကိုယ့်အပေါ်မှာဘာအကျိုးသက်ရောက်မှုမှတကယ်စင်စစ်ကတော့မရှိဘူးဟုတ်လားအဲ့ဒီသကားတန်ကြောက်တော့ကိုယ်ဘာမှဖြစ်မသွားဘူးချီးမွမ်းလို့လည်းပဲကိုယ်တကယ်ကောင်းမသွားဘူးပင်ကိုယ်ကမကောင်းရင်မကောင်းပဲကဲရဲ့လို့လည်းပဲကိုယ်တကယ်ရုံမာတဲ့လူတစ်ယောက်ဖြစ်မသွားဘူးကိုယ်ပင်ကိုယ်ကဆိုးရင်ဆိုးမှာပဲကိုယ်ပင်ကိုယ်ကကောင်းရင်ကောင်းမှာပဲ ကြောင့်စကားသံနေနဲ့ပတ်သက်ပြီးတော့ခိုင်မာတဲ့စိတ်သက်ရှိဖို့လိုအပ်တယ်။ပဝင်းကျင်ကပြောတိုင်းတုံလှုပ်နေပဲဆိုလို့ရှိရင်တိရွဲ့၆တိရွဲ့လို့ကိုယ့်ရဲ့ဘဝဟာလွင့်မျောသွားနိုင်တယ်။ဟုတ်လား။ဒါကြောင့်မြတ်စွာဘုရားကသီလောယထာဧကကနောဝါတိနာနာသမိရတိဧဝနေနာပတန္တာတုနာသမိစံတိပန္တိတာ ျော်မြင်ကြီးတဲ့လူဉာဏ်ရှိတဲ့လူဆိုတာပဝန်းကျင်ကထွက်လာတဲ့ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းသကားသံတွေကိုမတုံလှုပ်တဲ့မူတဲ့ဥပမာဘာနဲ့တူလဲဆိုရင်တခဲနဲ့ကြောက်သားနဲ့ပြီးတဲ့ကြောက်တောင်ကြီးဟာအရလေးမျက်နာကတိုက်ခတ်လာတဲ့လေတို့ကြောင့်မတုံလှုပ်တလို့မျိုးပဲဉာဏ်ရှိတဲ့လူဆိုတာအဲ့တော့ပဝန်းကျင်ကလေသူများရဲ့နှုတ်ဖျားကနေပြီးတော့အတန်တီးဟူသောလေတွေကတော့ကိုယ်လေးကိုတိုက်ခတ်လာမှာပဲလေ ုကအဲ့ဒါတုံလှုပ်နေမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝဟာဘာမှခိုင်မာမှုမရှိတော့ဘူးဘယ်လိုသူများပြောတိုင်းခံစားမနေနေခံစားနေရင်ကိုယ်မှာဒေါသဖြစ်တဲ့အချိန်ကုန်နေဘာအကျိုးမှမရှိမခံစားဖို့ရကလည်းကိုယ်ကနှလုံးသွင်းမှဖို့လိုသေးတယ်ဘယ်လိုနှလုံးသွင်းရမှာလဲဆိုအဲ့ဒီစကားသံတက်တက်ကြောက်တော့ငါဘာမှပြောင်းလဲမသွားဘူးဆိုတဲ့အချက်သူကောင်းတယ်ပြောလို့လည်းတကယ်ကောင်းတာမဟုတ်ဘူး သူဆိုးတယ်ပြောလို့လဲကိုတကယ်ဆိုးသွားတာကိုကတော့ငကိုငကိုအတိုင်းပဲသူထင်တာသူအထင်ပဲလေသူပြောတာသူအပြောပဲလေဟုတ်လားတချို့ဒါကိုသဘောမပေါက်တော့ကဲ့ရဲ့တန်ကိုမခံနိုင်လို့ရှက်လွန်းလို့ဘဝကိုအဆုံးစီရင်သွားတဲ့လူတွေတောင်ရှိတယ်ဟုတ်လားကြီးမွမ်းတဲ့နေကိုမခံနိုင်လို့အောက်ခြေတွေလွတ်ပြီးတော့တဲဟုတ်တဲ့ငါပဲဆ မတန်လို့ပဝဲခြင်းကိုဆက်ဆံသည့်အထိမိုက်မဲတဲ့လူတွေရှိတယ်။ချီမွန်ရင်ကဲ့ရဲ့ခြင်းလေးပြင်းချာမှမရှိမလားကြဆုံးသွားတာ။ဟုတ်လား။